ထမတစ်ယောက်ကပြည်တင်းနိုင်ငံ Eiffel Tower ရှိမှာတနင်္လာရင်တက်တင်မယ်လို့ကြေးထားပေမဲ့ဂျပန်နိုင်ငံအချင်းထောင်အားနဲ့ Eiffel Tower စီသွားဖို့ကတနင်္လာတွင်ရောက်ဖို့လုံးဝမဖြစ်နိုင်တဲ့အတွက်ကြောင့်တာမန်တိုင်းနှလုံးဖောက်သွားတာပဲဖြစ်ပါတယ်။ဒုတိယတစ်ယောက်ကတော့ Alien မျက်နှာကိုနေရာမှာပုံဆွဲပြီးတိတ်ဖို့ရေးထားပေမဲ့ကိုမတီးတဲ့လူတစ်ယောက်ရဲ့မျက်နှာကိုမဆွဲနိုင်တဲ့အတွက်ကြောင့်ပုံမှန်တိုင်းနှလုံးဖောက်သွားတာပဲဖြစ်ပါတယ်။ကဲအားလုံးပဲမင်္ဂလာပါ။ Capri Recap ပြန်မှကြိုဆိုလိုက်ပါရစေ။ လိုက်ကတော့ကဘာကြီးကိုအုပ်စိုးဝဲတော့အချိန်ကြာကြီးအသက်ရှင်ရအောင်မှမို့ရိုးရဲကံလမှုတော့မတူပါဘူးတင်မီမျက်လုံးစားအတော်မှန်ဆိုရင်တော့နှက်ပြားတပွဲကောင်းကင်မှာပြန်လို့ရတယ်လို့ပြောပြီးရုတ်ကိုစတော့ပါလေတဲ့လိုက်ကလူသားဖြစ်နေတာတော့မှပြောပုံစိုးပုံတွေကြောင့်ရှင်ီကာမီဖြစ်တဲ့ရုတ်ကပါလိုက်ကိုပြန်ကြောင်းနေရတယ်လို့စိတ်ထဲမှာရေရွနေပါတယ်လိုက်ကနောက်ရောက်ခံလိုက်တဲ့လူရဲ့နာမည်ကိုသိရဖို့အတွက်အဆောက်အဦထဲမှာပါတဲ့အတုံးပြုပုံကိုအတုံးချဖို့တည်ဆုံးမဲ့လူရဲ့အချိန်နဲ့နေရာကိုထိန်းချုပ်နိုင်မလားဆိုတာကိုစမ်းသပ်ပါတယ်နောက်တနေ့မနက်မှာတော့အချင်းသား6ယောက်ထပ်တည်သွားကြအောင်ဆွေးချီလို့စီကိုဖုံးဝင်လာပါတယ်တည်ဆုံးသူ6ယောက်ထဲမှာ ှ၃ယောက်ကထထူးစစံအပြုမူတွေလုပ်ပြီးတိတ်ဆုံသွားရတယ်လို့ပြောပါရတယ်။ပထမတစ်ယောက်ကသူ့ရဲ့လက်ချောင်းဖြတ်ပြီးနေရာမှာပုံတပုံဆွဲပြီးတိတ်သွားတာဖြစ်ပါတယ်။ဒုတိယတစ်ယောက်ကတော့အသေးပဲမရှိတဲ့စားတွေကိုရေးသွားတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့အချင်းခံတဲ့အနေထွက်ပြီးရေချိုးခန်းထဲမှာသွားတိတ်တာပဲဖြစ်ပါတယ်။အဲကလည်းအစားကတော့တိမ်မဲ့အချိန်တွေကိုထိန်းချုံနိုင်တယ်လို့ထင်မိပေမဲ့အခုကတော့အပြုမူတွေကိုပါထိန်းချုံနိုင်တာလို့တန်ရဝင်မိတဲ့အတွက်ဆိုရီချီတို့ကိုဆက်လက်ဆောက်ကြည့်ထိုင်ပါတယ်။လူ၃ယောက်ကတော့လိုက်ရတဲ့အတိုင်းအတိအကျလောက်သွားပေမဲ့နောက်ထပ်၃ယောက်ကတော့ရေးရတဲ့အတိုင်းမဟုတ်ပဲတာမန်ဖြစ်နေကြတဲ့အတိုင်းနှလုံးဖောက်ပြီးအနေဆ ာရောက်သွားတာပဲဖြစ်ပါတယ်ပထမတစ်ယောက်ကပြည်တင်းနိုင်ငံ Eiffel Tower ရှိမှာတနင်္လာတွင်တက်တင်မယ်လို့ကြေးထားပေမဲ့ဂျပန်နိုင်ငံအချင်းထောင်အားနဲ့ Eiffel Tower စီသွားဖို့ကတနင်္လာတွင်ရောက်ဖို့လုံးဝမဖြစ်နိုင်တဲ့အတွက်ကြောင့်တာမန်တိုင်းနှလုံးဖောက်သွားတာပဲဖြစ်ပါတယ်ဒုတိယတစ်ယောက်ကတော့ Alien မျက်နှာကိုနေရာမှာပုံဆွဲပြီးတေဖို့ရေးထားပေမဲ့ကိုမတီးတဲ့လူတစ်ယောက်ရဲ့မျက်နှာကိုမဆွဲနိုင်တဲ့အတွက်ကြောင့်ပုံမှန်တိုင်းနှလုံးဖောက်သွားတာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ L ကရဲဌာနကိုတန်တရားဝင်နေတယ်လို့ရေးပြီးတရားမယ်လို့ရေးထားပေမဲ့ဒါလည်းမရေးခဲ့ပါဘူးဒီအကြောင်းအရာကတော့ဖြစ်နိုင်တယ်လို့ယူဆရပါပေမဲ့ကိုမတီးတဲ့အကြောင်းအရာတစ်ခုကိုမရေးနိုင်ဘူးလို့ Rule ထဲမှာပါတဲ့ ဲ့အတွက်ကြောင့်ဒါကလည်းအလုံးမဖြစ်ပဲပုံမှန်တိုင်းနှလုံးဖောက်သွားတာပဲဖြစ်ပါတယ်ဒီတော့မဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုအတုံးမပြုတ်နိုင်ပဲလူသားတယောက်ရဲ့လုံးနိုင်စွမ်းပုံမူတည်ပြီးအတုံးချလို့ရနိုင်မှာဖြစ်ပါတယ်လိုက်ကတော့အစာအုပ်ရဲ့လုံးနိုင်စွမ်းကိုတေချာနားလည်သွားပြီးဖြစ်လို့နောက်ရောက်ခံလိုက်တဲ့လူရဲ့နာမည်ကိုသိရအောင်စတဲ့အကွက်ချတော့မှာဖြစ်ပါတယ်အဲ့ဒီတော့ဗန္ဓမြတိုက်သွားတဲ့လူတယောက်ကိုအတုံးချဖို့အတွက်စာရွက်မှာရေးချပါတော့တယ်အဲ့တန်ကျောင်းသားတယောက်ဖြစ်အောင်တင်မကကျွန်တော်လူရုပ်ခန့်လေးလေးရှိတဲ့လိုက်ကတော့ကျောင်းကကောင်မလေးတယောက်ကိုဒိတ်ဖို့ချိန်ပါတယ်ပေးရရောက်တော့ကောင်မလေးနဲ့ချင်းတွေ့နေတဲ့လိုက်ကိုနောက်ရောက်ခံလိုက်တဲ့လူကကျောင်းဖွင့်ရတွေမှာကျောင်းမဟုတ်ရင်တင်နန်းသွားတယ်ပေးရရတွေမှာတော့ ကောင်မလေးနဲ့တိတ်တဲ့အတွက်ထမ်းမြက်တဲ့တမန်အထက်တန်းကျောင်းသားတယောက်လိုပဲယုံကြည်သွားပါတယ်။တန်တရားမရှိတော့ပေမဲ့လည်းဒီတရားတော့နောက်ဆုံးအနေနဲ့လိုက်မယ်ဆိုပြီးလိုက်တက်သွားတဲ့ဘတ်ကာနာကိုတက်သွားပါတယ်။လိုင်းနဲ့ကောင်မလေးရဲ့အနာအုံးနဲ့ထိုင်ပြီးစောက်ကြည့်နေမကြခင်မှာပဲမှတ်တိုင်တစ်ခုရောက်တော့ဗန်ဒမြတိုက်သွားတဲ့တရားခံကကားပေါ်တက်လာပါတယ်။တရားခံကလည်း driver ကိုတနက်နက်ထောက်ပြီးကားကိုပြန်ပြီးဆွဲပါတယ်။လိုင်းကလည်းကောင်မလေးကိုမကြောက်ဘူးနဲ့အခွင့်အရေးရရင်တနက်ကိုလုမယ်ဆိုပြီးဆောင်ရွက်နဲ့ရေးပြပါတယ်။အနာအုံးနဲ့တွေ့လိုက်တဲ့နောက်ခံလိုက်သူကအနေများတဲ့အတွက်အလိုမလိုတင်ကြောင်းပြောပါတယ်။လိုင်းကလည်းနောက်ရောက်ခံလိုက်သူကိုပြန်ပြီးဆွဲတဲ့လူနဲ့အလိုတူအလိုပါဖြစ်နိုင်တဲ့အတွက် မယုံချောင်းပြောလေတော့ရွေးစရာမရှိတော့တဲ့နန်းအောင်ခံလိုက်သူကကီရာမဟုတ်ချင်ယုံကြည်တဲ့အတွက်တတိကံကပ်ပြားကိုထုတ်ပြလိုက်ပါတယ်။လိုက်ကလည်းတတိကံကပ်ပြားကိုကြီးလိုက်တဲ့အခါမှာတော့ FBI ကအဆုံးတော်တရားဖြစ်နေပြီးနာမည်ကိုပါသိလိုက်ရပါတယ်။နာမည်ကတော့ Ray Pat မှာဖြစ်ပါတယ်။လိုက်ကလည်းတရားပြီဖြစ်တဲ့အတွက်အကွက်ချလာတဲ့အတိုင်းစာရွက်အပိုင်းစာတစ်ခုကိုပြစ်ချလိုက်ပါတယ်။တရားခံကလည်းသတိထားမိပြီးစာရွက်ကိုကောက်ကြည့်တော့အာမန်ရီးစားစာတစ်ခုသာဖြစ်နေတဲ့အတွက်နောက်ပြန်လှည့်သွားပါတယ်။စာကတော့အာမန်ဆိုပေမဲ့စာရွက်ကတော့အာမန်ဟုတ်မနေပါဘူး။ Dashno ကစာရွက်ကိုပြဲထားတဲ့အပိုင်းစာတစ်ခုဖြစ်ပါတယ်။ Rotary ပေးထားသလိုစာရွက်ကိုထိတွေ့မိတဲ့လူက Rook ကိုမြင်ရ မှာဖြစ်တဲ့အတွက်တရားခံကလည်းရုပ်ကိုမြင်သွားပါတယ်။တာမန်လူသားတယောက်ကမကောင်းဆိုးဝါးကိုတွေ့ရင်ကြောက်လန့်မိပါဆိုသလိုတရားခံကလည်းကိုင်းလာတဲ့တနတ်နဲ့ရုပ်ကိုကြီးကုံတဲ့ထိဆက်တိုက်ဖြစ်ပါတော့တယ်။ဒါပေမဲ့ရုပ်ကိုတော့မတိနိုင်မဲ့အနာဝမှန်ကိုပဲတီးနေပါတယ်။ကြီးကုံသွားတဲ့တရားခံကတော့ကြောက်အလန့်အားနဲ့ဒရိုင်ဘာကိုကားရက်ကမ်းပြီးကားပေါ်အဆင်ပြေတဲ့အချိန်မှာပဲလမ်းမပေါ်မှာကားတိုက်ပြီးအနေဆာရောက်သွားပါတယ်။အဖြစ်ပြအားလုံးကလိုက်ရတဲ့အတိုင်းပဲနေရအချိန်ဖြစ်ပျက်ပုံတစ်ခုမှကြံအကုန်လုံးတက်တီတက်တက်လေးပဲဖြစ်သွားပါတယ်။လိုက်ရတော့ကားပေါ်အနေချိနေရင်ရေးပတ်ပါနောက်တစ်ခါခင်ဗျားအလှည့်ပဲလို့ပြောရင်နောက်ဗီဒီယိုမှာထပ်တွေ့ကြတာပါ။